အားလုံးပဲမင်္ဂလာပါ။ယခုဖတ်ပြတင်ဆက်ပေးသွားမယ့်ဝိထုတိုလေးကတော့ဆရာပိုးကျော်ရေးသားတဲ့တက္ကသီတလုံးဤချိုမြင်ချင်းရတာအမိရတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်။တက္ကသီတလုံးဤချိုမြင်ချင်းရတာ ပေါ်ပေါ်လူနှလုံးသားတကားကိုမူအသိစိတ်နှင့်အံကျိတ်ပိတ်ထားနိုင်ခဲ့သည်နှုတ်တကားကမူမလုံးစွန့်နှင့်ကြည်ကွဲစွာထွက်ပွားမိ၏မျက်တောင်မခက်ဘဲစိုက်ကြည့်နေမိကြသည် စက္ကန့်ပေါင်းများစွာကြာပြီးမှပေါ်လူနေနေငါ့ကိုတိတ်မုံသွားပြီလားနှုတ်က တီတိုမီးသံသည်နှလုံးသားမှပဲ့တင်ရိုက်ခတ်သွားသည် ကျဲလောင်စူညံသွားမှု၏အတိုင်းအဆသည်တောင်းထိုက်ကကြားလောက်အောင်ပောက်ကွဲနေသည်အကြည့်ကိုယုတ်ချီလွှဲပြေးပြီးပေါ်လူပြော၏နင်းနင်းငုံကမမုံမအောင်ဘောဘောရဲ့ငါငါမုံနာကဘောဘောရှက်ကြီးတငင်ငိုချလိုက်မိသည်အန်ဂျီဘီပေါ်လူခြံထဲကထွက်သွား၏ခြံထဲတွင်နှင်းမကွဲတတ်သည်စိုးစွတ်ထိုင်းမှိုင်းသောစောင်းတယုတ်ကကြွားဤဝင်းကျင်ပြည်ပြင်းနေသည် ပေါ်လူကိုဘောဘောအကြည့်တဆုံးငေးနေသည်နင်းမုံတဲကအသွားလန်းတွင်ပေါ်လူနင်းမြုပ်ပျောက်ွယ်သွားသည်နင်းဘောဘောနင်းဦးအိုးကိုလက်ထပ်လိုက်တော့မယ်ဆိုပါတော့နင်းဦးအိုးကိုယူဖို့ကောင်းငိတ်လိုက်ပြီပေါ့နင်းအမေအဖေတို့စကားနဲ့ဦးအိုးစကားကိုနင်းနားထောင်လိုက်ပြီပေါ့နင်းငါကိုမချစ်တော့ဘူးပေါ့နင်းငါချစ်ကိုတစ္ဆာဖောက်သွားပြီပေါ့ပခုံးကိုနာနာချင်းချင်းစုပ်ကိုင်းပြီးတစုံတစ်ခုကိုဒေါသတကြီးမေးလာလိမ့်မည်ဟုတွေးထင်ခဲ့သည် ထိုကြောင့်လဲသူအိမ်ကထွက်လာသည်ကိုလှမ်းကြည့်ပြီးလူသွားလမ်းမေးတွင် တမင်စောင့်နေခဲ့ခြင်းဖြစ်သည် ထင်ထားခဲ့သောစကားစုတွေကတခုခုကိုမမေးဘဲထွက်သွားတော့ရင်ထဲပို့ပြီးခံစားရသည်မမေးရဲ့မမေးဝွင့်၍လားတမင်နှင်းဆဲရာကြမှာမို့၍လားတွေးမရရင်ထဲမှာတင်းကျပ်နေတာပဲသိသည်စန်းနာရှိကျွဲကောပင်ကြီးများရှိရာသို့လျှောက်လာမိသည်စန်းเจ้าဤတေးဆူနေတဲ့ကိုမိုးရင်းကလိုမကြရတော့ ဇန်ရီများသည်နှွေးမြောက်သေးပဲနဲ့၆ခန်းကုန်ကြပြီလားဟုပင်မဖြစ်နိုင်တာကိုတွေးမိသည်ဘောဘောဘွားမှာမဖြစ်နိုင်မှုထင်တာရဖြစ်နေလို့ပါတယောက်နဲ့တယောက်ဝေးကွာသားစရာအကြောင်းမရှိခွဲခွာကြရမှာလည်းမရှိဟုထင်ခဲ့သည်ပဲခြေတံကြားသည်နောက်သို့လှည့်ကြည့်မိဦးဩကိုတွေ့ရသည်ပေါ်လုံးနှင့်သူတို့ခြံအဝတွင်မတ်တရဲ့စကားပြောနေကြသည်ကိုမြင်၍လားစောက်ကြည့်နေ၍လားဝေးခွဲမရား မနဲ့ဝေးလီဝေးလင်းတွင်ဥဩနေစဉ်ခြံတစ်ဖက်ရှောက်ပြီးတစ်သီးကြည်တစ်ကိုင်းချိုင်လုတ်တဲ့ဒီကိုသတိရသည်ဥဩလက်ထဲကဓာသည်ပေါ်လူနှလုံးသားကိုခုတ်ပြက်ပြစ်နိုင်သလားဘော်ဘော်ဤအသေးနှလုံးကိုပါပါမှုန်လှီတော့ပါလားမြေးစီးချောင်းများကိုကမန်းကရန်တုတ်ပြစ်လိုက်စိတ်ကိုထိန်းသည်မယားစန်းနာကရေပင်သို့အပြေးကလေးသွားသည်ရေပင်ကရေနှင့်မျက်နှာကိုဆေးကြောပြစ်လိုက်ရသည်ဘော်ဘော်ဒီမှာမျက်နှာသက်တယ်ကောင်းငိတ်ပြလိုက်သည မချမ်းဘူးလားကောင်းရမ်းပြသည်ရှည်လျားသောတမချသံတစ်ခုကို နားထဲကျဲလောင်စွာ ကြားလိုက်ရသည်မဝင်မရဲမတိမသာအကြည့်ဝေသည်ဥောမျက်နာညှိုးနေသည်ဤတခါဘော်ဘော်ကပင်ပန်းကြီးစွာတမချသည်နှင်းဆွထားသော တောင်တန်းဘက်ဥောငေးကြည့်နေသည်ဘော်ဘော်တည်တည်ကောက်တော့မလို့လားဥောဤမျက်ဝန်းထဲမှ မျက်ရည်များကြောင့်လန့်သွားသည် ကမန်းကရန်ခေါင်းငိတ်ပြလိုက်ရသည်စောပါသေးတယ်ဘောဘောရဲ့ ဥပြောပြီးအိမ်ဘက်ထွက်သွားသည်မှန်ပါသည်ရွာထဲမှနေစဉ်လိုလိုတစ်သီးလာကောက်ကြသူများပင်တယောက်မှမရောက်လာကြသည်သို့သောအိမ်ထဲပြန်မဝင်ခြင်းခြံထဲမှပင်ချမ်းချမ်းစီစီနေခြင်းသည်ပေါ်လူနှင့်တစ်သီးအတူကောက်ခဲ့ကြသည်ကို တွေးနေသည် တတိကောက်တတိခူးကြသူတွေထဲတွင်ဦးအောဤချန်နေနေကြသူနေခွင့်ရခဲ့ကြသူ ဆို၍ပေါ်လူနှင့်ဘော်ဘော်တို့မိသားစုနှစ်စုသာရှိသည်ချန်ကြီးမှာဧကာပေါင်းများစွာကျဲသလောက်တနှစ်တလင်းလင်းတတိတို့ပိတ်သားချိန်မှာလဲထောင်တောင်းချီနေသည်ထို့ကြောင့်ဦးအောချန်နေတွင်တတိကောက်တတိခူးသူများမှာဘော်ဘော်နှင့် ပေါ်လူတို့မိသားစုအပြင်ရွာတွေကလည်း၄၅၆ရောက်ငားထားရသည်ပေါ်လူနှင့်ဘော်ဘော်တို့မိဘများမှာဦးအောဤရောက်ခမများလက်ထက်ကပင် ခြံရှင်းခြံဆောင်တတိကောက်တတိခူးတတိပို့တတိတဲ့လှူလာခဲ့ကြသည်မှာပေါ်လူတို့ဘော်ဘော်တို့တသက်ဖြစ်သည်ဥောဤခြံနဲ့မရောက်ခင်ကပင်ဖြစ်သည်ဥောသည်သူ့ထက်အသက်20ကျော်ကြီးသောဤခြံပိုင်ရှင်သမီးဒေါ်အေးပန်နှင့်အိမ်တော်ကြခဲ့သည်တစ်ချိန်ကဥောသည်လည်းဤခြံတွင် မောင်ဩဘွားနှင့်တတိခူးတတိပို့သမားဖြစ်ခဲ့သည်နေပရိစေရကြားလာတော့ခြံပိုင်ရှင်ကြီးများတယောက်ပြီးတယောက်ဤခြံကိုစွန့်ခွာသွားကြသည် ဤနှစ်မှာဦးအောင်ဤဇနီးအသက်60ကျော်အရွယ်ဒေါ်အေးပန်ကတခါဤချံကိုစွန့်ခွာသွားခဲ့ပြန်သည် ချံပိုင်ရှင်ဦးအောင်မှာအထီးကျန်စွာတယောက်ထဲကျန်ခဲ့သည်သာသမီမထွန်ကားသောဒေါ်အေးပန်ကပေါ်လူနှင့်ဘော်ဘော်တို့ကိုသာသမီအဖြစ်အမွေစားအမွေခံမွေးစားမိဟုပြောခဲ့သည် အခေါ်ပြောတွင်လဲသားတို့သမီးတို့ဟုသုံးနှုန်းပြောဆိုခဲ့သည်သားပေါ်လူသမီးဘော်ဘော် ထို့ကြောင့်လဲဤချန်နှင့်ပတ်သက်ရင်တသီးခုတသီးဆိုရ၌ဘဘောလက်ဘဘောချီဟုဆိုနိုင်သည်တသီးတဲ့တသီးပူရမှာတော့ပေါ်လူ၏အစီမံအခန့်ကွယ်ဥောဆိုဒီမှာဒေါ်အေးပန်နှင့်ဘဘောပေါ်လူတို့၏ဆန္ဒအတိုင်းသာဂုတော့ဘဘောကဥောကိုလက်ဆက်ရမည်တဲ့မဟုကဆုံးပွားသွားသောဒေါ်အေးပန်နေရာကိုဘဘောဝင်ယူရမည်တဲ့ဒီစကားမိမိပြောတော့ကဖေဖေလေးအနားမှာရှိသည်ဘဘောအဖေမျက်နှာစီအကြည့်တစ်ချက်ရောက်၏ ဖဖေးမျက်နှာမှာပဂတိမထုံတက်သေးအမေကြီးမျက်နှာကတော့ဝင်းဝင်းပပရှိသည် အသက်နည်းနည်းကြီးတာကလွဲ့ရင် မောင်ဩဟာလူကောင်းတယောက်ဆိုတာတော့တမီးလဲအသိပဲအေးပန်နဲ့မောင်ဩတို့အိမ်တော်ပြကြတုန်းကလည်းမောင်ဩဟာအသက်20ဝန်းကျင်ပဲရှိသေးတာအေးပန်က36နှစ်မုတ်ဆိုးမာလာတစ်ခုလက်ဆိုလားအမေအထိတ်တလက်မေးလိုက်စေအမေကမဟုတ်ပါဘူးဟဲ့အပြိုကြီးပါအလကမလူသူတွေကအမနာပပြောကြတာဟုဆိုသည်ဤချံကြီးသည်အစင်လာရာ တင်စာမိသောခြံကြီးများလားဟု တွေးလိုက်မိသည်။ဦးဩသည်ဒေါ်ရေးပန်အတွက်အပြည့်စည်းခံဖြစ်ခဲ့ရသည်။ယခုတော့ဘောဘောကမျက်ရည်ပူပူပပောက်ကျလာသည်ကိုမြင်တော့အမေရှာကခလုတ်ကတဲ့င်းတိုက်သွားသည်။အမေကအဖြစ်ကိုပြောပြတာ။သမီးမောင်ဩကိုလက်ထက်လိုက်ရင် သမီးဘွားတစ်ခုလုံးမကဘူး။အမေတို့မိသားစုဘွားတစ်ခုလုံးပြည့်စုံသွားမယ်။ဒါကိုသမီးထက်တွေ့ကြည့်ပါဦးဟုဆိုသည်။မိသားစုဘွားတစ်ခုအတွက်သူစတိခံရမည်ဆိုသောအမေစကားကြောင့် ရင်းနေစစ်ခနဲနာကျင်သွားသည်အမေကိုဒေါသနှင့်စက်ခနဲလှဲ့ကြည့်လိုက်သောအခါအဖေကသမီးသဘောမတူတာကိုတော့အဖေတို့အတင်းဆုံးမလုပ်ပါဘူးကွယ်ဂူဟာကမောင်ဩပြောလာလို့အဖေတို့ကသမီးသဘောကို မေးကြည့်တာပါခုအတန်နင်းနင်းနဲ့ဆိုသည် အဖေကိုဘောဘောတနာသွားသည် အဖေသည်သားသမီးသားများအပေါ်၌သာမဟုတ်မိသူတူတယောက်အပေါ်မှာမှနိုင်ထက်စီးနင်းမလုပ်တဲ့နိုင်လို့မင်းထံမပြူကျင်တဲ့ထိုးကြောင်လဲချမ်းရှင်တည်တည်ကောက်သည့်ကလေးများကအစား အဖေကိုခင်ကြသည် ချစ်ကြသည်အဖေနှင့်တည်တည်အတူခူးကြသည်ကိုပျော်ကြသည် ထိုနေ့ကသမီးစင်းစားဖို့ဟုပြောပြီးအမေကစကားပြက်သည်မှန်သည် အတော်စင်းစားရမည် ော်ဘော်ရုပေါ်လူတို့ဆိုတာဦးအောင်နဲ့ဒေါ်ရေးပန်တို့လက်ပေါ်တွင်ကြီးလာကြသူတွေအဝိအထဲအစားအသောက်ကအစားမိဘဝယ်ကျွေးတာထက်ဘော်ဘော်နဲ့ပေါ်လူတို့ကိုဒေါ်ရေးပန်နဲ့ဦးအောင်တို့ဝယ်ပေးဝယ်ကျွေးတာကအများသည်နှွေဦးပေါက်၍ပွဲတော်ရဲ့ရောက်တိုင်းဒေါ်ရေးပန်နဲ့ဦးအောင်တို့သည်ဘော်ဘော်နဲ့ပေါ်လူတို့ကိုတယောက်တစ်ဖက်စီလက်တွဲပြီးဖျားပွဲလျှောက်ခဲ့ကြသည်တတိပူရင်ဘူရာယုံ၌သာသုံးဘူးတည်ဘူးကြသောချမ်ပိုင်ရှင်တို့ကမေးလင်းအတီပေါက်နှင့် သားလေးဒါကသမီးဘဘော်နဲ့ပေါလူဟုရီမောပြောဆိုတတ်ကြသည်ဘဘော်နဲ့ပေါလူတို့ကလည်းငယ်စဉ်ကပင်ပစ္စည်းတစ်ခုခုလိုချင်နှင်းမိဘအရင်းများကိုပူဇာရမည်အစားဥဩနှင့်ဒေါ်အေးပန်တို့ကိုသာချွေး၍ပူဇာခဲ့ကြ၏သူတို့နှစ်ယောက်ပူဇာတိုင်းလဲဒေါ်အေးပန်ကမဆိုင်မတော့ဝယ်ပေးခဲ့သည်ကြီးသာဂျေစုက အများကြီးပင်ဘဘော်နှင့်ပေါလူတို့တွင်မကမိသားစုနှစ်စုလုံး၏ဂျေစုရှင်ဟုဆိုကလည်းမမှားပေထို့ကြောင့်လဲ ဦးဩနဲ့ဒေါ်အေးပန်တို့အပေါ်တွင်ဘဘော်နဲ့ပေါ်လူတို့မှမိဘသပွဲအားကိုချစ်ခင်ကြသည်ယိုသေးကိုင်းညွခဲ့ကြသည် သို့သောယခုတော့ဒေါ်အေးပန်ဘာကြောင့်များဆုံးပွားသွားရပါလဲဒေါ်အေးပန်သာယခုထိရှိနေခဲ့လျင်ဤပြဿနာမှာဘလို့မှပေါ်လာနိုင်စရာမရှိပေဒေါ်အေးပန်ကိုတရိယာကဘဘော်ရှိုက်ကြီးတငင်ငိုချလိုက်သည် ်တတိယွေးနေချချင်းတွင်ပေါ်လူအင်းရှိကဖြတ်သွားသည်ရွာကပြန်လာပြီဟုသိလိုက်တမနယ်လုံးရွာတဲကတတိလာကောက်သူတွေနှင့်ပြောင်းလိုက်နောက်လိုက်နေခဲ့ရသဖြင့်မေးပြောက်သက်သာနေသောဝေဒနာသည်ပေါ်လူကိုမြင်တော့ယုတ်ချီးပေါ်လာသည်အင်းကြီးရှိမဝင်ခဲ့ပဲခြံဆက်ရှိသူတို့အိမ်ဘက်ဆက်လျှောက်သွားသောပေါ်လူကိုစောက်ကြည့်နေသောဦးဩကလှမ်းခေါ်သည်ပေါ်လူနှင်းနှီးကွေးကွေးလျှောက်လာသည်ဘော်ဘော်နှင့်တတိယွေးနေကြသူတွေကိုနောက်ခိုင်းသည် မျက်နာမှာဥဩရှိရဘက်မူထား၏သို့သောဥဩမျက်နာကိုသူမကြည့်ခေါင်းငုံထား၏ပေါ်လူကိုကြည့်ပြီးဘောဘောငိုကျင်လာသည်တတိပို့ပို့လှဲပင်နှစည်းရလဲပေါ်လူကျွန်တော်လှဲသွားစင်တာမဟုတ်ဘူးဥဩဟေးဥဩအံ့ဩသွားပုံရသည်ပေါ်လူကိုမကြည့်ဘဲဘောဘောကိုလှမ်းကြည့်နေသည်ဟုခံစားလိုက်ရသည်သူထုံးစံအတိုင်းအတိခလာသောမျက်နာ88နှင့်ဥဩတက်မှချလိမ့်မည် ထွက်လာသောစကားသံကလည်းလူတစ်ဖက်သားခံမှန်းရခက်လာသည်။ရွာထဲမနဲ့ကပဲမင်းထွက်သွားတော့ငါကခါတိုင်းလိုတည်တည်လှဲသွားစင်တယ်ထင်လို့နို့ရွာထဲကိုမင်းညနေကျတော့သွားရှာထားလိုက်ပါမယ်။နောက်ကျနေမှာစိုးလို့လေကွာ။ရပါတယ်။ဦးဩကပေါ်လူကို စစ်စစ်ကြည့်နေသည်။ပေါ်လူကလုံးဝမော့မကြည့်။ဦးဩစီမနောက်ထပ်ထွက်လာမိစကားသံကိုသာစောင့်နေသည်။တိတ်ဆိတ်သွားမှုသည်ခြောက်ချားစရာကောင်းသည်ဟုဘော်ဘော်ထင်လိုက်၏။ အလုံးစုံကိုမြင်နေကြနေရတော့လဲရင်ထဲတင်းကျပ်လာသည်တယောက်နဲ့တယောက်အေးဆက်ဆက်နိုင်နေကြသည်ရခင်ကအပြောဆိုအတန်အနေထားတွေမှဟုတ်ကြသေးရဲ့လားဟုဘဘောရင်တမမနဲ့နားဆွင့်နေရသည်ဒီကြားတဲ့အစအတန်အနောက်တန်တို့ပေါ်လူဦးရောဘဘောတို့သုံးမွင့်ဆိုင်ပြဿနာကို လုံးဝမသိသေးမကြားသေးသော ခင်ဝိုင်းကခါတိုင်းလိုပင်ဟုတ်ပါတမနလုံးသူ့ရှင်မျက်နှာတော်ကိုမဖူးမြော်ရတော့ဒုက္ခမြာတသည်အွေတော်မဖြောက်ပါဘူးတော့ အကြီးသေးမှားထယ်လို့ခဏခဏပြောနေရတာဟုနောက်သည်ဘဘောကြီးမျက်စောင်းကိုလည်းဟိဟိဟုအသံနှင့်ပြန်၍တုတ်ပြန်စဉ်အေးအေးဟုသောဦးအောကြီးအသံကိုဘဘောမှမိုးချုံတံပမာကြားလိုက်ရသည် ပေါ်လူချက်ချင်းသူတို့အိမ်ရှိရာခြံအဆက်ဖက်ထွက်သွားသည်အတိမတ်ပြူသောအနေဖြင့်တစ်ချက်လှည့်မကြည့်သွားသည်ကိုတော့ဘဘောယူကြုံးမရဖြစ်မိသည်ပေါ်လူငါကိုပါစိတ်နာသွားပြီလားချက်သွားပြီလား ဘယ်ချိန်ကပင်ရောက်နေမှန်းမသိအခန်းထဲကထွက်လာစဉ်ဦးဩကိုအပြင်ဧကန်းတွင်ထိုင်၍တွေ့ရသည်ခါတိုင်းနေရီလိုထမင်းစားတော်မလားဦးဩဟုမမေးမီစိတ်ထဲပိုး၍အနေကျုပ်သွားသည်ဦးဩ၏အကြည့်အရွေအလျားကဘဘော့ကိုအကဲခတ်နေမှန်းသိသာသည်ခါတိုင်းနေရီလိုဘဘော့ရဲ့ထမင်းစားမယ်ဟေးဟုမဆိုနှလုံးသားဝေဒနာကိုစီနှင့်နှုတ်ဆိတ်နေကြသည်ဦးဩဘဘော့ရဲ့အိမ်မှာညမနဲ့ထမင်းလာစားနေခဲ့သည်မှာကြာပြီပဲ။ ကြာဆိုဒေါ်ဤပန်ဆုံးသောနေ့ကပင်ဖြစ်သည်တယောက်ထဲငေါင်းစင်းစင်းနေရသောအထီးကျန်ဘွားကိုဥဩလဲစိတ်ပြဲ့ညင်းငွေနေပုံရသည်ဘဘော်နှင့်ဥဩတို့ပြဿနာသည်ဤကစသည်ဘဘော်တို့အိမ်တွင်ဥဩညမနဲ့ထမင်းစာရန်ကိုအမေကစီစဉ်ပေးထားသည်ခြံထဲကတက်လာသောအမေကအကဲခတ်မိသွားသည်မောင်ဩကိုထမင်းခုခတ်ပေးဦးလေသမီးဟုဆိုသည်မိဖို့လဲဝင်လာရတော့လဲဥဩ၏အရေးကပါလာသည် စိတ်แท้ပိုပြီးတင်းကျက်လာ၏ထမင်းခုပြီးပြီအမေဟုလှမ်းပြောလိုက်သည်တဆင့်ခံပြောလိုက်ရသော စကားမှာအားလုံးအတွက်စမ်းနေသည်ခါတိုင်းဆိုရင်ဦးဩထမင်းခုပြီးပြီထမင်းစားမယ်ဟုဓာတ်ရိုက်ပြောနေခေါ်နေကြဂုတော့ဦးဩကိုဓာတ်ရိုက်ပြောရခေါ်ရမှာနှလုံးသားကလက်မခံဖြစ်နေသည်မမမင်းတို့ကမစားကြသေးဘူးလားဦးတော်အမေကိုမေးတဲ့နှင့်အတူ ထမင်းစားဆောင်သို့ဝင်လာသောဦးဩ၏ခြေတံကိုကြားရသည်ဘဘော်နဲ့မောင်ဩတို့စားနှင့်ကြ ကျမသူ့အဖေတက်အလာကိုစအောင်မယ်။ပူသောအမိအတန်ကိုကြားရသည်။ခါတိုင်းအတန်မဟုတ်ဟုထင်မိ၏။အနားကိုရောက်လာ၏။ဘောဘောကောမစားသေးဘူးလား။ဟုတ်ဟုတ်ကဲ့။မျက်နှာကိုမကြည့်ပဲပြောလိုက်ရသည်။အတန်ကစွန့်နေနေဖြစ်သွား၏။ငါခြံနဲ့ပြန်ဆင်းလိုက်အောင်မယ်ဟုသောအမိအတန်ကြောင့်စိတ်ထဲပူကျင်းကျက်သွားသည်။ခမင်းစားဆောင်တဲ့အတူနေရမှာကိုလိပ်ပြာမတတ်ဖြစ်နေသည်။ဦးရောရှိနေလျှင် နှလုံးသားကိုလက်ကျန်းကြီးနှင့်ဖြစ်ထားသလိုအသက်ရှူမဝဖြစ်နေမိသည် အပြင်ထွက်ရန်ခြေလမ်းပြင်လိုက်စဉ်ဘောဘောဟုခေါ်လိုက်တန်ကနှလုံးသားထဲစူးဝင်လာ၏အကြည့်ချင်းစုံမိသွားသောစက္ကန့်ပိုင်းကိုပင်ဘောဘောကမျက်နှာလွှဲပစ်လိုက်သည်မိုင်းမြင့်ကဘောဘောကိုဗာပြောလေနှလုံးသားပြက်တနာကိုမေးပြီးဟူသောအသည့်ကြောင့်ချက်ချင်းရင်ခုန်တန်မြည်ဟီးလာသည်ဘလို့ပြန်ဖြေရမှန်းမသိစေဟင်ဘောဘောဟုမဝင်မရဲထပ်မေးသည် မတိမသားအန်ကျိတ်ထားလိုက်သည်ဦးဩကပြောတယ်လို့မမေကပြောတယ်မမမြင့်ကဦးဩကိုပြောတယ်မမအေးအဲမအေးပန်ဆုံးသွားတော့စေးပေးမိอยู่တစုံတူလိုတယ်ပေါ့ကွယ်ဦးဩတို့ပေါ်လူတို့သမီးတို့ရှိနေတာပဲအေးအဲ့ဒါဦးဩလဲစဉ်းစားနေပါတယ်ခမင်းစားနေရင်ကတက်ပြင်းရှိုက်တန်းနဲ့ပြောစကားကဘဘနှလုံးသားကို လာထီသည်အမေကပြောတော့ဦးဩကစပြောတာတဲ့ မပြောစဘူးမမစဘူးအတန်မာသွားသည်ဝမ်းနေသွားသလိုခံစားရသည်ဂျေစုရှင်ဆိုတာနားလေသည်ဂျေစုရှိသည်ကိုလည်းသိသည် မသိတာကနှလုံးသားလက်မခံနိုင်တာက စိတ်အတိတရားခမင်းစားပြီးတိတ်တိတ်ဆိတ်ဆိတ်ပင်ဥောထသွားသည်ဘဘောရင်ထဲမှာနှလုံးသားဒံရဒံချက်တွေနဲ့ငိုရှက်၍ကြံခဲ့သည် ငါနှလုံးသားကိုမင်းယူသွားမင်းအချစ်ကဒါပဲလားဒါပေမဲ့မင်းကိုငါမနာကြီးနိုင်ပါလားမင်းငါကိုသစ္စာဖောက်သွားပြီလားပေါ်လူတအားအော်ပြစ်လိုက်သည်ဂစ်တာတီးတန်းရက်သွားသည် လာရောက်စွန်းထင်းနေသောဘောဘောမျက်နှာမှာမျက်ရည်စာများကိုမြင်ရသည်စမ်းကြောင်းလေးကိုဖြတ်ထိုးလာသောတရားပေါ်မှပြေးဆင်းလာသည်ဘောဘောအတန်ကတူးညင်းသည်တယောက်ကိုတယောက်စိမ့်စိမ့်ဝါဝါကြည့်နေကြသည် ပေါ်လူနေငါ့ကိုတက်တက်နှင်းစဲနေတာလားငါရင်နဲ့သိခံစားနေရလို့ပါဟာနေလာမယ်မှန်းလဲငါမထင်တော့လို့ပါခြေထဲကလိုက်ရိတ်ကိုငုတ်ကြည့်ပြီးရင်ဆို့သွားသည်ရှိုက်တန်နှင့်အတူမျက်ရည်စမ်းကြောင်းကဒလဟောစီးစင်းလာ၏ငါရင်ထဲလဲစကားမဆက်နိုင်ပဲရှိုက်လိုက်သည်ခေါင်းငုတ်ထားတော့လဲပေါ်လူသူ့ကိုမမိတ်မသွုံစိုက်ကြည့်နေတာနှလုံးသားထဲမှာမြင်နေရသည် အန်ကျိတ်အားတင်း၍စကားဆက်၏ ဦးဦးဟောကနင့်ကိုပြောခိုင်းလိုက်လို့ဘာရဲလဲမနဲ့ပြန်မနဲ့မြင်းလဲအစင်းနဲ့လှုပ်လာခဲ့ပါတဲ့ဘာလို့ဖို့လဲသူသူမြို့ကိုဆင်းကျင်လို့နေမှာပေါ့ဘာကိစ္စခေါင်းရမ်းပြလိုက်သည်ညံဝင်းထဲမှမြေရီစားတို့ဖိတ်ဖိတ်ဆင်းဆင်းပြတ်သွား၏ငါမလှုပ်နိုင်ဘူးဟင်ငါဒီမှာလဲမနေတော့ဘူးဒီချက်မှာလဲမလှုပ်တော့ဘူးတစ်ခုတ်လိုက်ဖို့ငါမနဲ့ကပဲသွားပြောထားခဲ့ပြီဘာဆက်ပြောရမှန်းမသိဝမ်းနေယူချိုးမြတာကလွယ်ပြီးနှုတ်တကားကပိတ်နေသည် ပေါလုစိုက်ကြည့်နေသည်နှုတ်ကဟမလားနင်တို့ငါတို့အတွက်သူကကျေးဇူးရှိပါတယ်တော်နင်ဒီစကားငါလာမပြောနဲ့ငါမကြားချင်ဘူးပေါလုငိုရှိုက်လိုက်သည်နင်ဘလောက်ခံစားနေရတယ်ဆိုတာငါသိသိပါတယ်ငါလည်းအရန်ခံစားနေရတယ်ဆိုတာနင်သိလားဟင်ပေါလုနင်သိလားအေးပါဟာမငိုပါနဲ့တော့ငါငါလာခဲ့ပါမယ်မငိုပါနဲ့တော့ဟု ဆိုတော်လဲသူကငိုပြောသည်ငါသိဆွေးရတယ်ဟာငါသိဆွေးရတယ်ဟုအော်ညင်းနေစဉ် ဘော်ဘော်ကအတန်တိတ်ငိုကာထွက်ပြေးလာခဲ့သည ဘောဘောအိမ်ရှိကခေါ်တန်းကြောက်လှမ်းကြည့်မိသည်ဘောလူကို မလာကဘေးများချားတဲ့တွင် မတ်တက်ရက်လျက်တွေ့ရ၏ဘောဘောမှာမငုံမိအောင်အန်ကျိတ်ထားရသည် မျက်ဝန်းအိမ်ထဲတွင်မျက်ရည်များချက်ချင်းပြေလာ၏ဘာလဲရင်ဘောလူဦးအောင်မြို့ကိုဆင်းမလို့ဘောဘောကိုခေါ်ခိုင်းလိုက်လို့ဘောလူ၏အတန်မှာအာတင်းပြောရသောအတန်မှာလားဟုနားလေလိုက်၏ရင်ထဲတော့ကတွေပြေလာသည် တတိပိုးရဲ့မှုတ်ပဲနဲ့ဥရောမြို့ကိုဘာသားလို့မလဲဟုတွေးမိသည်မနေ့ကပေါ်လူကိုမြင်းလဲစင်ပြီးလာဖို့ဘဘော့ကိုပြောခိုင်းသည်ဒီမနက်မှာတော့ပေါ်လူကဥရောခေါ်ခိုင်း၍မြို့ကိုလိုက်ရန်လာခေါ်သည်ဘဘော့မှာမတွေးတက်အောင်ဖြစ်သွားသည်တတိပိုးလဲမှုတ်ပဲနဲ့မြို့ကိုငါဘာလိုက်လို့ရမှာလဲပေါ်လူဒါတော့ငါမသိဘူးဥရောကပြောခိုင်းလို့လာပြောရတာငါသွားမယ်ဟာနင်လိုက်လာခဲ့အလင်းစလိုပင်ပြောပြီးပေါ်လူနောက်ခိုင်းထွက်သွား၏ အိမ်ရှိတွင်ယထာသောဥဩဤမြင်းလဲကိုလှမ်းမြင်နေရသည် မလန်းခြင်းလှမ်းခြင်းရှောက်လှမ်းလာသောဘဘော့ကိုဥဩကရက်ဆောက်ကြည့်နေ၏အကြည့်ချင်းစုံမိမှဆိုး၍ခေါင်းငုံ၍ရှောက်လာရသည်ဘဘော့တက်ဥရုံမြို့ဆင်းကြမယ်ဥဩဤအတန်မှာစိတ်လှုပ်ရှားမှုနှင့်ကြည်ကြည်ကွဲကွဲ ဖြစ်နေသလားထင်မိလိုက်သည်လဲဘော့တက်လိုက်သည် မြင်းလဲမောင်းသူနေရာတွင် တိတ်တဆိတ်ထိုင်နေသောပေါ်လူကိုမြင်ရ၏ ပေါ်လူကနောက်သို့လုံးဝလှဲ့မကြည့်ပေါ်လူရင်ထဲမြည်မြခံစားနေရသည်ကိုသိနေသောဘော်ဘော်ဤရင်ထဲမှာလဲဝမ်းနေဆွေးမြည်နေသည်ဥဩကပေါ်လူနာကတ်ထိုင်သည်ဘော်ဘော်ပဲလုံးဝလှဲ့မကြည့်စကားလဲလုံးဝမဟာဘော်ဘော်မှာအနေကျက်လာသည်တတိပိုးရမဟုတ်ပဲရခင်ကမျိုးဆင်းရသောအခေါက်များကိုတတိရနေသည်တော်ရေးပဲရှိစဉ်ကအိမ်တွင်အလှလို့ရန်မြို့ကိုပစ္စည်းဝယ်ဆင်းရမည်ဆိုလျင်အလွန်ပျော်ကြသည် ပေါ်လူဤတချင်းတန်ကိုလည်းတလန်းလုံးကြားရတတ်သည်ပေါ်လူမှာအတန်ဝါကြီးနှင့်တချင်းဆိုလဲကောင်းသည်ရက်ကြီးသူတချင်းကိုအော်ကြီးဟစ်ကျဲဆိုလျင်ကြုံသည်မတွေ့သည်မလဲပေါ်ကမိန်ကလေးများကိုစသည်ထိုအခါဘဘောကပေါ်လူကို မျက်စောင်းထိုး၏ပေါ်လူကမူအယေမပြဲတချင်းဆိုမပြဲယခုမူသုံးယောက်သားမှတယောက်မှနှုတ်မဟာကြစကားမပြောမိကြနှုတ်ဆက်၍သာ လိုက်ပါလာကြ၏ဇေလံကွေအယောက်မှဥဩကား ဈေးတဲမောင်းမကွယ်ဥပေါ်လူကိုပြောသည် အထေတန်းအဆုံးတွင်လှဲရခိုင်းသည်ဥဩအရင်ဆုံးလှဲပေါ်ကခုံစင်း၏လာကြားဟုပြောပြီးဈေးတမန်တလင်းပေါ်လှမ်းတက်သွားသည်ဘောလူနှင့်ဘဘော်တို့မှတယောက်မျက်နှာတယောက်ကြည့်ပြီးမျက်ရည်ဝဲနေကြ၏ကဲလာကြလေကွယ်ဥဩကလှဲ့ကြည့်ပြီးမှလှမ်းခေါ်သည်လိုက်သွားဟုသောသဘောနှင့်ပေါ်လူကမေးဆက်ပြ၏ဥဩလှဲနေကျွန်တော်ဒီမှာကြံခဲ့လာပါသားရဲ့ဒီဈေးတိုင်မှာလှဲကိုခြိထားခဲ့ပါ ။သားရဲဟူသောဦးအော်၏အသုံးနှုန်းကိုပေါ်လူကအံ့ဩသွားသလိုပခုံးတစ်ချက်တွန့်သည်။လဲပေါ်ကဆင်းပြီးလဲကျိုးကိုဈေးဆိုင်တွင်ခြိပြီးသည့်အထိဦးအော်ကစိတ်ရှည်လက်ရှည်စောင့်နေသည်။ပေါ်လူဈေးခုံတမန်တလင်းပေါ်တက်လာ၏။ဦးအော်ကဈေးထဲဝင်သွားသည်။ဦးအော်နောက်မှဘောဘောလိုက်လာရ၏။ပေါ်လူကတော့နောက်ဆုံးမှခေါင်းငိုက်ဆိုင်ချပြီးလိုက်လာသည်။ ။မွေရာတွေ၊ဂုံးလိတ်ဂုံးကတ်တွေ၊ခေါင်းတွေ၊စောင်းတွေ ရောင်းသောစိုင်တဆိုင်ရှိအရောက်တွင်ဥဩရက်လိုက်။ဘဘော်နှင့်ပေါ်လူတို့မှလည်းတိုင်ပင်ထားသလိုပြိုင်တူရက်လိုက်မိကြသည်။အကောင်းဆုံးခေါင်းမွေရာကြီးတစ်လိမ့်နှင့်ဂုံးကတ်တွေ၊ခေါင်းတွေ၊အိယာခင်းတွေကိုစွဲထုတ်ကားဥဩကဈေးမေးနေ၏။ပေါ်လူနှင့်ဘဘော်တို့မှကြောက်ရွံ့နှိမ့်ဥပမာဥဩဤနောက်မှ မတုံမလို့ရက်နေကြသည်။ကဲတွေ့ကြည့်ပါဦးဒါရီအားလုံးယူမယ် ။ဦးဩကသူ့ရေးထားသောပစ္စည်းများကိုလက်နှင့်ပုတ်ပြပြီးဆိုင်ရှင်ကိုပြောလိုက်။ထို့စဉ်တတိပိုရင်းဘူရာယုံတွင် ပတ်တိုင်းစုံမိကြသောနတ်တောင်ရွာကဥပါဆိုင်ရောက်လာပြီးဦးဩကိုနှုတ်ဆက်သည်။ဟာမောင်ဩဩကြီးပါလားကွာ။ဟောဗျာမင်္ဂလာခန့်ဝင်ပစ္စည်းတွေလာဝယ်တယ်။ဟဲဟဲဟုတ်ကဲ့ပါကြီးဆိုင်။ဟဲတို့လုံးဝတော့မကြမိသေးဘူးကြည်စမ်းဘယ်ကအမျိုးသမီးလဲကွာတို့သမီးကောပါမလာဘူးလားခန်းဝင်ပစ္စည်းဆိုတာတို့သမီးအကြိုက်ဝဲရ ဟောဟိုဟိုသူတို့သားနဲ့သူတို့သမီးကဒီမာလီပါကြီးဆိုင်ကျွန်တော်သားပေါ်လူနဲ့သမီးလေးဘောဘောလေးဟေးအင်းပေါ်လူနဲ့ဘောဘောတို့မှာမယုံနိုင်လောက်စွာအံ့ဩမှုနဲ့အတူတယောက်မျက်နှာတယောက်ကြည့်မိလိုက်ကြသည်ဟိုးကျော်1992ခုနှစ်စက်တင်ဘာလတုန်းလုံမာလီအမျိုးသမီးမဂ္ဂဇင်းတခုနားဆင်ခဲ့ရတာကတော့ဆရာဖိုးကျော်ရေးသားသည် တက္ကသီးတလုံးဤချုံမြင့်ချင်းရတာအမည်ရတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်။အာပိနာစင်ခဲ့သူအားလုံးကိုနှွေဦးနရသိန်းဝိုင်းတော်သားများကယေရှုအထူးပင်တင်ရှိပါတယ်။ကျွယ်လန်းချမ်းမြေကြပါစေ။